ဆရာကြီးဥတုခရဲ့ဓမ္မကထာစာပေတာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီဘိုင်းမှာတော့ခတ်တီတီခတ်တီတီဆိုရာလေးကိုဖတ်ပြခြင်းပါတယ်။မတိတော်ညာတိတော်လားဖြင့်နှုတ်ဖြန်းဆိုမြတ်မန္တန်ဆက်ချောင်းအသက်စည်းစိမ်တည်မြဲဉ္ဇဉ်ဤဘာဘာအဲ့ဒီလင်္ကာရဲ့အဓိပ္ပာယ်ကို ပြောပြပါလား။မင်းနဲ့တဲပြီး နှုတ်သက်ခံဆိုခြင်းနဲ့ကောင်းကူပါနည်းနည်းပါးပါးလည်းကိုယ်သဘောနဲ့ကိုစဉ်းစားကြည့်ဦးမှာပေါ့ကဲမင်းသိတယ်လို့ပြောစမ်းမောင်လာအီးကစာကိုဖြည်းဖြည်းလေးလေးတစ်ခေါက်ထပ်ဖန်ရင်တံကလေးကြအောင်စဉ်းစားပြီးမှမသိတော့လဲသိပြီတကယ်သူနှုတ်ဖျားမှမန်တန်တပွဲရွတ်ဆိုတော့အာနိတင်ကြောင့်အသက်နှစ်စည်းစိမ်တို့မှမပြတ်မစီတည်မြဲလေဤတဲ့ကျွန်တော်ပြောတာဟုတ်ရဲ့လားပါပါအေးငါဆိုလိုတာနဲ့အကုန်လုံးအကျုံးဝင်နေပါလေကွာ တခါတလေကိုညံတဲ့ကိုစဉ်းစားကြည့်ရတာကဆရာကိုမေးလို့အဖြေကျရတာတည်းရတာရှိတယ်ကွာအဲ့ဒါလို့စဉ်းစားတဲ့ညံရင့်တန်ဖို့အကျင့်လုပ်ပေးရတယ်ပြီးမှကို့အယူဆမှန်မှန်မှန်ဆွေးနွေးမေးမြန်းရတယ်ပေါ့ကွာသူစီပုဘာဆိုတဲ့စကားလည်းအရှိသားပဲဟုတ်ပါရဲ့ဘာဘာအဲ့ဒီလင်ငါရဲ့ဒိတ်ပဲကိုတော့စဉ်းစားမိထားပြီးပါပြီဘယ်เจ้าကိုဆိုလိုတယ်ဘာကိုရည်ညွှန်းနေဆိုတာတော့အကျွန်တော်ဘယ်သိမလဲဘာဘာရဲ့အဲ့ဒါじゃတမျိုးပေါ့ကွာ ဆရာဝိတုတာရကတို့ကိုအထိုင်လျောင်းနှံ့ဆက်အောင်ဖတ်ထားရင်ခက်လွယ်လွယ်ရိပ်မိနိုင်တာပေါ့ကဲမနေ့ကမင်းနဲ့ပြောခဲ့ကြတာကိုပြန်စင်စားစမ်းမသိတော်သူနဲ့သိတော်သူကြောင့်မဟုတ်လားဂရိတွေးကောပညာရှင်ကြီးဆော့ခရတီကမသိတော်သူအဖြစ်ဝင့်ခန့်တယ်တို့ဗုဒ္ဓမြတ်စွာက သိတော်သူအဖြစ်ဝင့်ခန့်တယ်အဲ့ဒါကပရမတ်ထသစ္စာအရိယသစ္စာတို့ကိုဆရာကြီးဆော့ခရတီကရည်ညွှန်းခဲ့ဟန်တူကြောင်းအနုပါဏမှန်းစာပြီးတော့တို့ပြောခဲ့ကြတယ်မဟုတ်လားဟုတ်ပါတယ်ပါပါ အေးအခုလင်္ကာအဓိပ္ပာယ်ကြတော့အရိယာသစ္စာကိုရည်ညွှန်းအောင်မဟုတ်တော့ဘူးအင်မတန်ရှုပ်ထွေးပွေလီတဲ့လော့ဂီထုတ်ပတ်လူတို့ရဲ့ဇက်အတွေ့အကြုံအကြောင်းရှင်းရာကို ထုတ်ဖော်ပြတာဖြစ်တယ်ဘယ်လိုပြောရမလဲအဲလောကထဲမှာမိမိမသိပါပဲလေသိပါတယ်လို့ပြောဆိုခြင်းကြောင့်တခါတလေစီးပွားမပြတ်ဘူးအသက်အန်ဒီရဲ့လုတ်ကင်းတယ်လို့ဆိုလိုတာဖြစ်တယ် အဲ့ဒီအကြောင်းအရာကိုလောကဝိတုဖြစ်တဲ့မြတ်စွာဘုရားကရာဇဂျိုပြီးဝေလူဝင်ကျောင်းတော်မှာဆုလဗန်မထေကိုအကြောင်းပြုပြီးဟောတော်မူထားတဲ့ဇက်ခွင်လှပအောင်ဆုလဗန်မထေရဲ့ပိဿုပံဘွားကစပြီးပြောမှာကွယ်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိတော်မူစဉ်ခါကရာဇဂျိုပြီးမှနေတဲ့ဒနသေးထီဘွဲခံတရေကြီးတူးရှိတဲ့တရေကတော်မိကတော့မထင်ရှားပါဘူးအဲတရေကြီးမှာတော့အစင်းယူပကာယချောမောလှပတဲ့ ။တမိပြိုကလေးတူရှိတယ်။တထေးကြီးကလည်းလွန်ချစ်လွန်းလာလို့အထင်အရနဲ့အဆောင်ရှောင်များနဲ့ဘုံ90မှာစည်းစိမ်ချမ်းသာနဲ့နေစီပါတဲ့သူပဲမဲ့တထေးသမီးကလေးကအချင်းရင်မှလျက်ပေါ်လော်လီတာကြောင့်သူတို့အိမ်မှာခိုင်းထားတဲ့ကျွန်းလူလင်စည်းကံကလေးနဲ့ထွက်ပြေးပြီးမိဘများနဲ့ဝေးရာရွာငယ်နှီးကုန်းတစ်ခုမှာအိမ်အောင်ပြုတ်လိုက်ပါတဲ့။ဩဗရာစာရီဆိုတဲ့တထေးသမီးလိုပါပဲလား။ဆိုပါတော့ကွာမိဘများကအချုပ်ချဲအာကြီးလွန်ရင် လောကကြီးရာအတွေ့အကြုံအသိပညာဘုဒ္ဓတာခန်းပါပြီမမတင်တာမှားတတ်ကြတာပေါ့ဒီလိုနဲ့မျက်ကန်းတစီမကြောက်လေနောက်လိုက်ခဲလို့ကိုဝင်ရင်မှရလာတော့မှမိခင်ကိုတန်းတားပြီးအာဂုတကြီးဖြစ်လာကြတယ်မိမတို့ရဲ့ဓမ္မတာမိရဲ့တာဘွားကိစ္စများကြတော့လျောင်ကြတဲ့မိခင်ကိုသာကိုကိုရာတိကြတာပေါ့မတင်မကြောက်ရွာသိန်းရငယ်လေးဆိုတော့ဆွေးမရှိမျိုးမရှိမျက်စိတငယ်နားတငယ်နဲ့ဖြစ်နေတာကိုဒါကြောင့်မိဘရအောင်မိခင်ထံပြန်ပို့ပေးဖို့လင်းကိုပူဇာတယ် လေကပြန်မပို့ပေးဝင်ဘူးနောက်ဆုံးကြတော့တထေသမီးလေးကလင်းမရှိခိုက်အိနီနာချင်းတို့ကိုပြော့စုံနှုတ်ဆက်ပြီးရာဇကြိုပြီးပြန်ခဲ့တယ်လင်းဖြစ်သူကအိမ်ပြန်ရောက်တဲ့အခါမရမတွေ့ရတော့ဘူးအိနီချင်းများထံကမရကြောင်ကြားရတော့ဥရဘာရလိုက်သွားပါတဲ့သူတို့ရွာနီကုန်းနဲ့ရာဇကြိုပြီးကြလမ်းခုလမ်းမှာသူမရကသားဦးကလေးကိုမွေးဖွားပြီးနေတာကိုတွေ့ရပါတဲ့ဒါလေဗရာဆိုင်နဲ့တူတာပဲနော်ပါပါ အေးကွယ်သူလဲဗရာစာရီလိုပဲလင်းကချော့မော်ပြီးအိမ်ပြန်ခေါ်ခဲ့ရတယ်။နောက်နှစ်နှစ်သုံးနှစ်ကြာလို့နောက်ထပ်ကိုဝင်ရှိလာပြန်တော့လဲလင်းကိုအတိမပေးပဲမိဖတန်ပြန်တဲ့လမ်းကြီးမှာတယောက်ကြားကလေးတူမွေးပြန်ပါလေရောအဲလမ်းခုလမ်းမှာမွေးတဲ့သားကလေးတွေလို့ဗန္ဒကလို့အမိမက်ကြတယ်ဗန္ဒကဆိုတာကပါဠိစကားကလမ်းခုလမ်းလို့အဓိပ္ပာယ်ရတဲ့အေးလေဒါကြောင့်အကြီးကလေးကိုမဟာဗန္ဒကငငယ်သားထွေးလေးကိုတော့ဇူလဗန္ဒကပေါ့အဲဒီကမှ စကားရွေးလျှော့ပြီးတော့မဟာပန်းဇူရပန်းဒီလိုဖြစ်လာတယ်ပေါ့ဘောဒီလိုကိုနေဟုံးပါပါရဲ့အဲ့ဒီအဲ့ဒီဇူရပန်းမဟုတ်လားအလွန်ညံထိုင်းနေဆိုတာလေကျွန်တော်ကြားဘူးတယ်လို့လို့ရှိလို့ပါဟုတ်တာပေါ့ကွာအဲ့ဒီဇူရပန်းမဲမင်းရင်ပြောတာကိုရောက်အောင်တို့အတူချုံလိုက်ကြမယ်ဆိုရင်ကလေးနှစ်ယောက်ကစားပြောမျိုးတငယ်ပေါ်ရွယ်ရောက်တဲ့အခါကျသူတို့ညီကိုရဲ့ရှေးရေးတွေးပြီးအဖိုးဖွားများတန်ပို့လိုက်ပါတဲ့အင်းဒါလဲမိပါစေတနာပဲပါပါရဲ့ပြောစမ်းမအောင်ကွာ မိဘများကသူတို့ကိုယ်တိုင်စင်စင်ရဲရဲတိမ်တိမ်ငယ်ငယ်နဲ့မတည်မကြဘွားမှာနေခြင်းနေရပါစေကုသသမီးတွေကြကြီးပွားစေခြင်းနဲ့ဂုံးရှိစေခြင်းနဲ့ချမ်းချမ်းသာသာနေစေခြင်းနဲ့အဲ့ဒါမိဘတွေစေတနာပေါ့ဘာပါရဲ့ဟေးအဲ့ဒါလိုမင်းတွေးလိုက်တာကုသိုလ်များကြီးရသွားပြီကဲဆက်ပြောမယ်ကွာမာပန်နဲ့စုလပန်ကအဖူဖွားများတန်ရောက်သွားတော့ချမ်းချမ်းသာသာနေရတာပေါ့ကွာသမီးမအပြစ်ကိုခွင့်မလွတ်နိုင်ပေမဲ့မိကလေးတွေကိုတော့လက်ခံပြီးစေတနာတတ်ကြတာဓမ္မတာပဲမဟုတ်လား အဲ့ဒါလို့လောကဂုံတိန်စီစိန်ချမ်းသာနယ်လူလားမြောက်လာတဲ့အခါမှာအကိုကြီးဖြစ်တဲ့မဟာဗန်ကလူပေါင်းမှာမပျော်မွေ့ပဲနဲ့သာသနာတော်မှာတာမဏေပြုပေးဖို့အဖိုးအဖွားတွေကိုပူဇော်တယ်။အဲ့ဒီခါကျတော့လည်းဖိုးဖွားတွေကဝင်းမြန်ဝင်းသားနဲ့ဘုရားကျောင်းတော်ပူဇော်ပြီးတာမဏေပြုပေးတယ်။မဟာဗန်ကလည်းတာမဏေဘုရားမှာပဲကန္နာဒူရာဝိပဒနာဒူရာတို့ကိုအားထုတ်ကြိုးပမ်းတော်မူတယ်။ဒီလိုနဲ့အသက်20ပြည့်လို့ရဟန်းခံခဲ့တယ်။စုကြည်ပံပါရမီရှင်ဖြစ်လေတော့မကြမီမှာပဲအာတော်ကင်းကွာပြီးရဟန္တာဖြစ်သွားတယ်။ ဲ့ဒီကမှညီဖြစ်တဲ့ဆူလဘန်က သူ့အကိုကို အားကြပြီးသူ့လည်းရဟန်းခံပေးဖို့ဘိုးဘွားတွေကိုပူဇော်တယ်ဘိုးဘွားများကလည်းဝင်းမြဝင်းသားနဲ့ရဟန်းပြုပေးကြပါတယ်ရဟန်းဖြစ်ပြီးတဲ့နောက်မှာဆူလဘန်မထေရကတရားဝိရိယနဲ့ရဟန်းကိစ္စကိုဆောင်ရွက်ကြင်ကြံတော်မူတယ်သို့ပေမဲ့အင်မတန်ညံ့နှုံသူဖြစ်လေတော့ဂါရာတပုတ်ကိုကြက်မှတ်တာလိမ့်လာကြလို့မှနှုတ်တဲ့အာကုံမရရှာဘူးတဲ့ဘာပါအဲ့ဒီဂါရာအတိတ်ပဲကဘယ်လိုလဲဘာပါအတိတ်ပဲက ဘရုံမာကြသည်နနက်အခါ၌အနံ့မကင်းသည်ဖြစ်၍ကောင်းသောအနံ့ရှိသည်ဖြစ်၍ပွင့်ခြင်းသို့ရောက်သည်ဖြစ်သကဲ့သို့ကောင်းကင်၌တင့်တယ်ခြင်းရှိသောတောက်ပါသောတကုအာနုဘောရှိသော နေမင်းကဲ့သို့တင့်တယ်ခြင်းရှိသော ကိုရောမထွက်သောအယောင်ရှိသောဘုရားရှင်ကိုကြည်ရှုလေတော်လို့ထိပဲရတယ်။ဘုရားကိုကြည်ညိုဖို့ဂါထာပေါ့လေကွာ။အဲ့ဒီဂါထာတစ်ပုဒ်ထဲကိုလီးလာကြအောင်ကြံ့တာအလို့မရဘူးဆိုတော့အလို့ညံ့နှုတ်တယ်လို့ပြောတာပြောထိုက်တယ်လို့ဖြစ်နေတာပေါ့နော်ဘာဘာ။ ဲ့ဒါကရှေးဘွားကဝစီဝိဘက်တစ်ခုကြောင့်ဘောက ကတ္တဗဘုရားရှင်လက်ထက်ကသတင်းသုံးပေါ်ညံနှုတ်နဲ့ရန်တဘာကုန်ကတုံငါငထိုင်းလိုအမြဲတမ်းကဲ့ရဲ့ဝေဖန်အပုတ်ချခဲ့တဲ့ဝစီဒုစရိုက်အကုသိုလ်ကံရဲ့အကျိုးပေးဖြစ်တဲ့နောင်တော်မဟာပန်ဆိုရင်ယဟန်ပြုပြီးမကြခင်မှာပဲဝိပဿနာကမ္မထမ်းနဲ့အာတော်ကုန်ခံပြီးရဲနာဖြစ်တော်မူတဲ့သူ့ညီတော်စုတပံကတော့ဝိပဿနာဉာဏ်ကိုထားဘုရားရှိခိုးတကားတော်မှနှုတ်တယ်မရဘူးဆိုတော့ သတင်းသုံးပေါ်များအလဲမှာမျက်နှာငဲနေရရှာတယ်။နောင်တော်ကြီးကလည်းအာမလို့အာမြဖြစ်တော်မူလာတယ်။လောကုတ္တရာညံနိဗ္ဗာန်ချမ်းသာနဲ့မတန်မရသေးတဲ့အတွက်လူထွက်ရင်ကောင်းဝယ်လို့ဝေဖန်တော်မူပါတဲ့ရှင်းရှင်းပြောရင်တော့ကွာသာသနာကနေနှင်းထုတ်တဲ့ပေါ့ကွယ်သို့ပေမဲ့စုလပန်ကရန်ဘွားကနေလျှော့ကြမှာကိုနှမျောတွန့်ဆုံနေတော်မူတယ်။ဉာဏ်ပညာအရာမှာသာနှုတ်နေပေမဲ့တရာဝိရိယကတော့ရှိနေပေတာကိုဒါကြောင့်အเจ้าတော်မှာပေကက်နေပါသေးတယ်။ သူခင်ဗျာတတဆရာတော့ပါပါဟေးအဲ့ဒီချိန်မှာမြတ်စွာဘုရားကဆရာစီဝကရဲ့တရားဥယင်ကျောင်းမှာတရင်သုံးတော်မူခြင်းဖြစ်တယ်တနေ့တော့ဆရာစီဝကကမြတ်စွာဘုရားကိုအမှုထားပြီးကျောင်းနိုင်မှာရှိသည်မြတ်ကံကအကုန်ကိုသူ့အိမ်ကိုစွန်းစားကြွဖို့လာပြီးပင့်ဖိတ်တယ်အဲ့ဒီခါမှာမဟာဗံမထေရကသူ့ညီတစ်ပါးကိုသာချန်လက်ပြီးအခြားယန်းများကိုပင့်ဖိတ်ပါတဲ့အိုးစူလဗံမထေရကိုယန်းဖြစ်နေကိုအတိမတ်မပြူပဲချန်လက်ခဲ့တဲ့သဘောပေါ်တော့ပါပါဟုတ်တာပေါ့ကွယ် အင်းဒီလိုဆိုတော့လည်းချက်စရာမျက်နှာငယ်စရာဝမ်းနဲ့စရာကြီးပေါ်တော့သူခင်ဗျာဒါပေါ့ကွာအဲ့ဒီအကြောင်းသုံးပါးကိုခန်းစားရတော့ဆုလပန်မထေးကညွန်းညွန်းငယ်ငယ်နဲ့အိမ်ပြန်ရအောင်ကျောင်းထဲကနေထွက်လာရှာပါတဲ့အဲ့ဒီလိုအချင်းရာကိုတည်တော်မူတော့အတုမရှိတဲ့မဟာကရုဏာတော်ရှင်မြတ်စွာဘုရားကကျောင်းဝမှာစဉ္ညာရှောင်းရင်းနဲ့ဆိုင်ငံနေတော်မူတဲ့ဆုလွန်ကဝိချရှိခိုးလိုက်တဲ့အခါမြတ်စွာဘုရားကမေးမြန်းတယ် ချစ်သားစုလပန်အဘယ်အကြောင်းကြောင့်အိမ်တို့ပြန်ရန်အကြံဖြစ်ပြီသနည်းဆိုတော့ဘုန်းတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရား အလုံးညံတော့သည်ဖြစ်သောတပည့်တော်အတွက်အရှက်ရသည်ဖြစ်၍နောင်တော်မဟာဗန်ကလူဝိနဲ့နေရန်တိုက်တွန်းသောကြောင့်အိမ်တို့ပြန်ရန်အကြံဖြစ်ခဲ့ရပါသည်ဖရားပေါ့ချစ်သားစုလပန်တင်ရန်ပြုခဲ့သည်မှာမြတ်စွာဘုရားကိုကိုယ်ွယ်စီကတ်၍ရန်ပြုခဲ့ခြင်းမဟုတ်လောသင်နောင်တော်စကားသည်ဗဒနာမဟုတ်မြတ်စွာဘုရား၏စကားသာလင်ဗဒနာဖြစ်ပေသည်လို့ မြတ်စွာဘုရားကမိန့်တော်မူပြီးဒီကိုယ်တော်နဲ့ဖန်ဆင်းလိုက်တဲ့အလုံးနုညံ့ဖြူစင်တဲ့မျက်နှာတပ်ပွားတစ်ပိုင်းကိုပြီးတော်မူလိုက်ရင်းနဲ့ခြေသားစုလပန်းဝိပဒနာညံအလုံးနှုံနေတယ်လို့ကဲ့ရဲ့ရှုတ်ချခံရတဲ့ခြေသားသည်ဤပဝါပြူကိုလက်ဖြင့်အမြဲသုံးသက်ကကန္နာကုဒီတကားပါသွားပြီးတော့မှရဇောဟရဏံရဇောဟရဏံလို့တရဇေဘိနေကြလို့လို့မြတ်စွာဘုရားကမိန့်တယ် မြတ်စွာဘုရားကကမ္မထန်တရားကိုတို့ကလို့မိန့်ကြားလိုက်တဲ့အခါကျတော့သုလွန်မထေကလည်းဝိမျက်အားတဲရှင်လန်းပြီးမြတ်စွာဘုရားရဲ့ဩဝါဒတိုင်လိုက်နာကြင်ကြံတော်မူတဲ့အဲ့ဒီရဇောဟရဏံရဇောဟရဏံဆိုတဲ့အဓိပ္ပာယ်ပြောပါအောင်ပါမြူကိုဆောင်သောအဝိမြူကိုဆောင်သောအဝိလို့အ내ပြန်ရမှာပေါ့ကွယ်မြမစကားနဲ့ဆိုရင်တော့ညစ်ထေးလာတတ်တယ်ညစ်ထေးလာတတ်တယ်လို့ပြောတာပေါ့မြတ်စွာဘုရားနဲ့အခြားယဟန်တော်တွေကဇီဝကအိမ်ကိုစွန့်စားကြွသွားတဲ့အခါ ဆူလွမ်မတီမပါခဲ့ဘူးတပားနဲ့ကြံရိတ်ခဲ့တယ်။အဝိဇ္ဇာကိုလက်နဲ့ပုတ်တဲ့ဆုပ်နဲ့ရင်းနဲ့ရဇောဟရဏံရဇောဟရဏံလို့နှလုံးသွင်းပြီးဝိပဿနာရှုတဲ့အခါမှာဝိပဿနာဉာဏ်ကလင်းငနဲ့ထွန်းတောက်လာပါတဲ့။อืมညံစွာဘုရားရဲ့ဥပါနေတရားအမိတဲ့ရတော့လဲမြန်လိုက်တာတော့ပါပါ။အဲ့ဒါလဲရှိဘွားကပါရမီတစ်ခုပဲကွာ။ဆူလွမ်မတီလောင်းကဘယင်တပားဖြစ်ခဲ့ဘူးတဲ့။အဲ့ဒီဘယင်ကြီးကစေနောစီဝီတိုင်းငန်းနဲ့လဲတဲ့အခါ နွမ်းနယ်လာတာနဲ့နှစ်ဖူးကချွေးကိုမျက်နာသုတ်ပွားလေးနဲ့တုတ်လိုက်တဲ့အခါအဝတ်ဖြူစားမှာညစ်ထေးသွားတာတွေ့လိုက်ရပါတဲ့အဲ့ဒီပါနေငါခန္ဓာကိုယ်ဟာညစ်ကြည့်ပါပဲကလားလို့ကာယ ानु ပန္ဒနာဘာဝနာဖြစ်လိုက်ပါတဲ့အဲ့ဒီအကြောင်းလေးကအကျိုးပေးလာတာပေါ့ကွယ်။အိုးအဲ့ဒါကိုမြင်တော်မူလို့မျက်စွာပြားကအဝတ်ဖြူစားလေးပေးပြီးအတော်ဆုံးစကားနဲ့တရားနှုတ်ဆွပေးလိုက်တာနေမှာပေါ့နော်ပါပါ။ဟုတ်တာပေါ့မောင်လာအေးရဒါကြောင့် ပုပ်ဝေနိဝါဒဉဏ်ဒိဗ္ဗာသကုဉဏ်အာသဝကိယဉဏ်နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားလူတို့တွေကကြည်ညိုကြရတယ်။အနာနစေတဲ့အောင်ပြီးတော်မူတတ်သောလောကုတ္တရာစေစရာကြီးရဲ့လို့လဲချီးမွမ်းထောမနာပြုကြရမယ်မဟုတ်လား။ဒီလိုဖြစ်ပျက်တွေများကြီးရှိပါသေးတယ်ကွယ်ပြောရင်မကုန်ပါဘူး။အဲမြတ်စွာဘုရားကိုရောမြတ်ကြီးကဇိဝကရဲ့အိမ်မှာခင်ထားအပ်တဲ့နေရာမှာထိုင်းနေတော်မူရင်းနဲ့စုလပံရဲ့တရားအလင်းအောင်တက်လာတာကိုသိတော်မူလိုက်တဲ့အဲ့ဒီကမှာ ရောင်ကြီးတော်လှုပ်ပြီးတော့စူရဝံမထေရှိမှာကုရိုတိုင်ကြွလာပြီးတကယ်သူတရားဟောပြတော်မူတယ်။ရဇဟူသည်၅ပါးအာယုံကံကုံတို့ကိုခုံမင်းနှစ်သက်တတ်သောရှာကပေ၏မြူကိုသာလင်မစိုးအပ်သေးရဇဟူသောဤမိသည်လည်း၅ပါးအာယုံကံကုံတို့ကိုခုံမင်းတတ်မဲ့နှစ်သက်တတ်တဲ့ရာဂယမိပေ၏ရဇမြူကင်းသောဘုရား၏သာသနာတော်၌တန်ត្រာဘေးကိုရှုစင်လက်ရှိကြကုန်သော အကျင်ယဟန်တို့သည်ဤရာက တီးဟူသောမြို့ကိုပယ်ဆုပ်၍နေကြကုန်၏မောင်လာအေးရေဧည့်သည်လိုမြတ်စွာဘုရားသခင်ကညံလင်းဖွင့်ပေးတော်မူလိုက်တာနဲ့တပြိုင်တည်းထက်ဇူလပန္နကမထေကပဋိသင်္မိတာ၄ပါးနဲ့တကွာအရဟတမတ်ကိုဆက်ရောက်သွားပါတော့တယ်ပြီးဒီကသုံးပုံလုံးစုံလဲအာကုန်ရလားထင်းမြင်လာပါတော့တယ်ပိရိကတော်မူကို၆ချနိုင်နေ။အင်းပုဂ္ဂိုလ်တို့တယောက်ကပါရမီရှိခဲ့ဘူးရင်ချက်ဆိုငကွက်ကမိတောက်တတ်တာပဲတော့ပါပါ။အေးဒါကြောင့်တို့တို့တွေက ပါရမီဆိုတဲ့အလုပ်တွေကိုအမြဲတမ်းအားကို စီးပူနေရမှာပေါ့ကဲဆက်ပြောဆိုပါဆရာစီဘကကမြတ်စွာဘုရားကိုစွန့်ကတဲ့ကမြတ်စွာဘုရားတရင်ကကြောင်းတော်မှာရဟန်းတစ်ပါးကြံသေးတယ်အဲ့ဒီရဟန်းကိုသွားပင်ချေအောင်လို့မိန့်တော်မူလိုက်တယ်ဆရာစီဘကကအမှုတန်းတူကိုသွားပင်ခန်းလိုက်တယ်အဲ့ဒီခါမှာစုလပန်မထေကကိုကတော့ရဟန်းတစ်ထောင်ဖန်ဆင်းတော်မူထားတယ်တချို့ကိုရောတွေကတရားထိုင်နေတယ်တချို့ကိုရောကဈဉဏ်ကြွနေတယ်တချို့ကိုရောကသင်ငန်းလျှော်နေတယ်တချို့ကိုရောကသင်ငန်းဆိုးနေတယ် တချို့ကိုတော့ကတင်းငန်းချုပ်နေတယ်။တရက်ဥယျာဉ်မှာရဟန်းနေပြည့်နေစီပါတဲ့အဲ့ဒါနဲ့ပဲအပြင်လာတဲ့အမှုတန်းကရဟန်းတစ်ပါးသာကျန်နေပြောတယ်ဒီမှာရဟန်းကတထောင်တောင်ရှိနေတယ်ပေါ့။ဘဲကိုတော့ပြင်ရမယ်မသိတော့မြတ်စွာဘုရားထံတဖန်လျှောက်ရတာပေါ့ဒီတော့မှမြတ်စွာဘုရားကအမှုတန်းကိုတဖန်ပြန်ပြီးသွားကြည့်ဦးဘဲကိုတော့ကစူရဝံမထေဖြစ်ပါသနည်းလို့မေးလျှောက်တော့ငါသည်စူရဝံမထေဖြစ်၏ဟုဥစွာပြေသောရဟန်းကို လက်ဆွဲကန်၍ပြင်ကလေးလို့လို့မိန်တော်မူတယ်။ အဲ့ဒါနဲ့အမှုတန်းကတစ်ခေါက်ပြန်လာပြီးမေ့လျှောက်ရတယ်။ဥစွာဖြေဆိုတော်မူတဲ့ဆူရဗန်မထေရဲ့လက်ကိုကမ်းပြီးတော့မှတခြားရုပ်ပွားတော်တွေကပျောက်ွယ်ဂုံမာတဲ့အမောင်လာအီးရဲ့ဒီနေရာမှာလူရိုက်ပြောပြောရရင်ဆူရဗန်မထေကအထင်သေးခံရတဲ့အတွက်မွေးဟောင်းဝန်းတီအောင်ပပင်းထောင်ပြလိုက်တာမျိုးပေါ့နော်။အာအဒီလိုပြောလို့တော့မဖြစ်သေးဘူးကွာ။ကိလေသာအာတော်ကင်းကွာတော်မူတဲ့ရဟန္တာပုဂ္ဂိုလ်များကမန်ဆိုတာပယ်ချပြီးသားဖြစ်နေပြီ။မိမိကိုယ်ကိုမိမိလဲ ငါယဟန်နာဖြစ်နေပြီးတော့နှောက်ဖွယ်ဝင်ခံဖို့လိုလားတော့မမှုချဘူးတို့ပဲလေပုထုရှင်များအတွက်ထင်မမြင်မဖြစ်ပြီးတော့တစုံတရာပြင့်မမြင်ကြီးလေးတဲ့အကုသူကံဖြစ်တတ်တယ်ဒါကြောင့်ဥပေတမြင်နဲ့ပြတာတော့မူရတာဖြစ်တယ်မြတ်စွာဘုရားကိုတော်တိုင်ကလည်းယဟန်နာသာဝကဖြစ်တော်မူပြီဆိုတာကိုချီးမြှောက်ထုတ်ဖော်တော်မူလိုတဲ့အတွက်ပင်ခန်းခြင်းဖြစ်တယ်အဲ့ဒါလို့မှတ်ရမှာကွယ်ဟုတ်လားဟုတ်ကဲ့ပါပါကျွန်တော်သဘောပေါက်ပြီခဲ့တာဖြင့်စုရမန်မထေရဲ့ဖိဆုပ်ပန်ဇာတ်ကြောင်းကို ပြောတာပြီးပြီနောက်တစ်ပိုင်းကိုဆက်လက် တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမတူတာပါ